Facebook မှာငွေအများရှာလို့ရအောင်ရှောက်လွာဖောင်တင်နေ Facebook ကနေငွေရှာခြင်းကြားတဲ့သူတွေအနေနဲ့ကိုယ့်ရဲ့ Facebook page ဒါမှမဟုတ်အကောင့်ကို professional မှုဖွင့်ထားတဲ့သူတွေလည်းဒီနီလန်လေးတဲ့ကအတိုင်းရှောက်လွာတင်လို့ရပါတယ်။ရှောက်လွာတင်ဖို့ဘယ်လိုလုပ်ရမလဲဆိုတာအတူတူလေ့လာလိုက်ကြရအောင်။ပထမဆုံးအနေနဲ့ Facebook ထဲဝင်ပေးလိုက်ပါခင်ဗျာ။ပြီးရင်တော့ဟုတ်ကိုရှောက်လွာတင်ခြင်းနဲ့ Facebook account ဒါမှမဟုတ် page တဲကိုဝင်ပေးလိုက်ပါ။ပြီးရင်တော့ညာဘက်ပေါ်တောင်မှရှိတဲ့ menu bar လို့ခေါ်တဲ့မြင်းသုံးချောင်းလေးတဲကိုဝင်ပြီးတော့ နှိပ်ပေးလိုက်ပါခင်ဗျာပြီးရင်တော့ဒီအောက်မှာရှိတဲ့ professional dashboard ထဲကိုဝင်ပေးလိုက်ပါ okay ဘာ professional dashboard ထဲကိုရောက်ပြီဆိုရင်တော့အပေါ်ကတပ်ဘားတွေကနောက်ဆုံးမှာရှိတဲ့ monetization တပ်ဘားလေးတွေကိုဝင်ပေးလိုက်ပါ โอเคပါဒီနေ့ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့6လတင်ဖို့အတွက်အောက်မှာရှိတဲ့ဒူးတွေတဲက instream ads ဒူးတွေကိုဝင်လို့ရသလိုတခြားဘောနဲ့ ads on re စတဲ့ကျွန်တော်တို့ဒူးတွေတဲကိုဝင်ပြီးတော့လဲ6လတင်လို့ရပါတယ်ကျော်ကတော့ instream ads ထဲကိုဝင်ပြီးတော့ကျော်6လတင်ပြပါမယ်โอเคပါ instream ads ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်မှာရှိတဲ့ညာဘက်ရှမ်းမှာရှိတဲ့ lambda ဆိုတာကိုနှိပ်ပြီးလိုက်ပါခင်ဗျာ โอเคပါဒီညကိုရောက်ပြီဆိုရင်တော့ဒီမှာရှိတဲ့အပြာရောင်စာတန်းလေးနဲ့ I am interested ဆိုတာကိုနှိပ်ပြီးလိုက်ပါโอเคပါဒီညကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာဆိုရင်တော့ Facebook Quantum Monetization Better Interest Found ဆိုပြီးတော့ဒီမှာရှိပါတယ်ကျွန်တော်တို့ထည့်ပေးရမှာကတော့၃ခုရှိပါတယ်အပေါ်ဆုံးမှာဆိုရင်တော့ email address ဆိုတဲ့ email ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီညမှာကျွန်တော်တို့ထည့်ရမယ့် email ကတော့ကျွန်တော်တို့ Facebook account ထဲမှာလက်ရှိထည့်ထားတဲ့ Gmail ဒါမှမဟုတ်တခြားကျွန်တော်တို့အခုတုံးနေတဲ့ဂျီမေးကိုလည်းကျွန်တော်တို့အနေနဲ့ထည့်လို့ရပါတယ်။ပြီးရင်တော့အောက်မှာရှိတဲ့ Facebook account UR အနေအားမှာတော့ကျွန်တော်တို့အခု Facebook account ကိုကျွန်တော်တို့၆လတင်မယ်ဆိုရင် Facebook account ရဲ့ link ကိုထည့်ပေးရပါမယ်။အကယ်၍ကိုက Facebook page ကနေဝင်ငွေချာခြင်းလို့ Facebook page အဆွက်ကျွန်တော်တို့၆လတင်ခြင်းနဲ့ဆိုရင်တော့ Facebook page ရဲ့ UR link ကိုဒီနေရာမှာထည့်ပေးရပါမယ်။ နောက်ဆုံးမှာတော့ကျတို့ after social media account ဆိုတဲ့နေရာမှာတော့ကျတို့မှာ TikTok account ရှိတယ်ဆိုရင်တော့ TikTok account link လေးကိုထည့်ပေးရပါမယ်။ကဲ၍ကျတို့မှာ YouTube channel ရှိတယ်ဆိုရင်တော့ YouTube channel ရဲ့ link လေးကိုဒီနေရာမှာဖြည့်ပေးလိုက်ပါခင်ဗျာ။ပြီးရင်တော့အောက်မှာရှိတဲ့ကျတို့ let's do this ဆိုတဲ့အင်္ဂလိပ်စာတန်းလေးကိုနှိပ်ပေးလိုက်ရင်တော့ရပါပြီခင်ဗျာ။ Okay ပါကျတို့အနေနဲ့ဒီ 6ရက်တင်တဲ့နီးလေးကိုကျွန်တော်တို့နဲ့တစ်နှစ်မှအနည်းဆုံး3ချိန်လောက်လုပ်ပြရမှာဖြစ်ပါတယ်။ဒီလိုလုံးမှပဲကျွန်တော်တို့ရဲ့ကျွန်တော်တို့6ရက်ဖောင်တွေကို Facebook ရဲ့ AI နဲ့ Facebook တင်းကနေပြီးတော့သတိထားမိပြီးတော့ကျွန်တော်တို့ကိုနောက်ပိုင်းမှာကျွန်တော်တို့အဲ content monetization ကျွန်တော်ဒူးတွေကိုကျွန်တော်အနေနဲ့ invite လုတ်ခံရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဒီနေရာမှာကျွန်တော် Facebook account URL နဲ့ကျွန်တော်တို့ Facebook page URL link uni လေးကိုကျွန်တော်အနေနဲ့မျှဝေပေးပါမယ်။ Facebook account URL ဝင်နည်းလေးကိုကျောတော်အနေနဲ့ပထမဆုံးအနေနဲ့ယူကြည့်ကြအောင် Facebook account URL ကိုယူဖို့အတွက်ဆိုရင်တော့ကိုယ့်ရဲ့ Facebook profile လေးတဲ့ကိုဝင်လိုက်ပါပြီးရင်တော့ညာဘက်အနားမှာရှိတဲ့ကျောတော်အဆက်ကလေး30ကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါခင်ဗျာပြီးရင်တော့ဒီအောက်မှာရှိတဲ့ copy link ဆိုတာကိုနှိပ်ပြီးတော့ကျောတော်အနေနဲ့ Facebook account ရဲ့ကျောတော် URL link ကိုကျောတော်ယူလို့ရပါတယ် ဒါတော့ကျွန်တော်တို့ Facebook account ရဲ့ URL နဲ့ unique လေးပေါ့နော် Facebook page ရဲ့ကျွန်တော်တို့ URL လေး unique ကလည်းဒီပုံစံအတိုင်းလေးပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ Facebook account နဲ့ Facebook page ရဲ့ URL link လေးကို copy ကူးပြီးတော့ကျွန်တော်တို့ဒီညမှာရှိတဲ့ Facebook account URL နေရာမှာကျွန်တော်တို့ page လုပ်လိုက်ရင်ရပါတယ်ခင်ဗျာကျန်တဲ့ဟာတွေကတော့ကျွန်တော်တို့ကိုယ်မှရှိတဲ့ဟာလေးတွေကိုဖြည့်ပြီးတော့ကျွန်တော်တို့ font လေးကို၆လောက်လေးကိုတင်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့နေရာနောက်ပိုင်းမှာ Facebook ကနေပြီးတော့ကျွန်တော်တို့ငွေချလို့ရမယ့် content monetization အဲ tool တွေကို invite လုပ်ခံရမှာ ှပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဒီဗီဒီယိုလေးမှာမျှဝေပေးခဲ့တာကတော့ Facebook ကနေငွေအမြန်ရှာဖို့အတွက်အဝင်ငွေလမ်းကြောင်းတွေအမြန်ပွင့်ဖို့အတွက်ကျွန်တော်တို့အနေနဲ့၆လွာတင်တဲ့နည်းလေးကိုဒီဗီဒီယိုမှာမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဒီဗီဒီယိုလေးမှာမျှဝေပေးခဲ့တာနဲ့ပတ်သက်ပြီးနားမလည်တာမရှင်းလင်းတာတွေရှိရင်လည်းအောက်က comment box လေးမှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာ။အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။